ဆရာတို့ကတော့တပတ်တာကဂျမန်နမိတ်တရင်းရီသားသမီးတွေအတွက်ဖြစ်တယ်အဲ့တော့တရင်းရီသားသမီးတွေအတွက်ဒီတပတ်ကြလိုက်ကန်နမိတ်လေးတွေဒီကန်နမိတ်လေးတွေပေါ့နော်အဲ့တော့အခုဒီကန်နမိတ်လေးတွေကတရင်းရီသားသမီးတွေကနော်ဒီတပတ်ထဲမှာနော်ဆရာတို့ဒီမှာနော်ကိုယ့်ရဲ့ဒီ ့ဆုံးမချက်တွေပြပြတာလှုပ်ဆောင်မယ်ကာလာဖြစ်တယ်เนาะအမှန်တရားအတွက်เนาะတိုက်ပွဲဝင်မယ်ကာလာဖြစ်တယ်เนาะအဲ့ကိုကဇွဲကြီးနဲ့မှန်ကန်လို့เนาะတကယ်အောင်မြင်မဲ့အချက်လက်တွေတေချာလို့ကိုအတွက်ကန်ကောင်းစင်မဲ့ယာရီတေချာလို့ကောင်းနိုင်မယ်များလို့ကန်နှစ်စာကောင်းလာမယ်เนาะဝေကန်နှစ်စာကောင်းလာမယ်အချိန်မှပြန်ပြီးတင့်မြတ်မယ်အဆင်ပြေမယ်เนาะပုံပြီးအဆင်ပြေလာမယ်လူမှုရေးမှလည်းအဆင်ပြေလာမယ်ဟိုမိကောင်းစုကောင်းနေချုံတွေ့ရမယ်ဆိုတော့ကာလာပိုင်းခြားဖြစ်တယ်เนาะအဲ့တော့ကိုကဒီเนาะဒီတပတ်ထင်းမှာเนาะဆရာတို့ထူးတည်ထားမှာကကိုယ့်ရဲ့စိတ်ပေါ့เนาะကိုယ့်ရဲ့စိတ်ကိုတေချာလေး အဲဆင်ကြအောင်လို့ပေါ့နော်ကိုယ့်ရဲ့စိတ်ကိုဆင်ကြအောင်လို့ကိုယ့်ရဲ့စိတ်ကရှုပ်ထွေးနေရမယ်ဖြစ်စင်းနဲ့အေဂျင့်ရောင်တင်ကြအောင်လုပ်မယ်ပြင်ကသူများဘောမှာအကူညီပါနော်သူများဘောမှာကူညီပေးပါပြင်ပါတိုင်းနဲ့ပတ်သက်တဲ့စာပေတွေရွတ်ဖတ်ပါတရားစာတွေ share ပါမျှဝေပါနော် online မှာ share လို့လည်းရတယ်ဒါမျိုးလုပ်ချင်ပြန်ကန်ကောင်းလာမယ်အဲ့တော့ comment မှာငါကန်နှစ်ဆကောင်းပြီဆိုရေးသွားပါနော်မိတ္တသီးတိုင်းမေးချင်တာရှင်ဆက်စီမှာလာမျိုးလို့ရတယ်နော်ဒီလိုလည်းကန် share လုပ်သားပေးပါနော်အစရာအားလုံးအတွက်တင်တော်ရညီမှုကြောင့်တတ်မှတ်ပေးထားပါတယ် ကျေးဇူးများကျေးဇူးပါတယ်အားလုံးပဲကိုစိနေဖျားကျမ်းမာချမ်းသာကြပါစေ